အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ဣဒရီလာရေရဲ့ပထမအဦးဆုံးသောဘုရင်အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဘုရားသခင်ကဣဒရီလာရေကိုဦးဆောင်ဖို့တရားသူကြီးတွေပေးထားရတဲ့သူတို့ကဘုရင်တပါးကိုပဲလိုချင်နေကြပါတယ် ဒါနဲ့တခြားလူမျိုးတွေလူမျိုးကျွန်တော်တို့ကိုလည်းအုပ်ချုပ်မဲ့ဘရင်တပါခန့်အပ်ပေးပါလို့ရှာမွေလာကိုတောင်းဆိုကြပါတယ်ဒီလိုမလုပ်တင်ဘူးလို့ရှာမွေလာထင်တာနဲ့အဲဒီအကြောင်းကိုဘုရားသခင်စီမှာစူတောင်းပြီးပြောပြပါတယ်ဘုရားသခင်ကသူတို့ကမင်းကိုညင်းပယ်နေတာမဟုတ်ဘူးငါ့ကိုညင်းပယ်နေကြတာသူတို့တောင်းဆိုတဲ့အတိုင်းပဲလုပ်ပြလိုက်ပါဆိုပြီးပြောပါတယ်ဒါပေမဲ့အဲဒီဘရင်ကမင်းတို့စီကနေအများကြီးတောင်းဆိုလိုက်မယ်လို့ပြောပါဆိုပြီးရှာမွေလာကိုဝင့်ဆိုပါတယ် ်ရှာမွေလာလည်းဘုရားသခင်ပြောတဲ့အတိုင်းပြောပါတယ်ဒါပေမဲ့လူတွေကဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဘယင်ပဲလူကျင်လဲဆိုပြီးပြောကြပါတယ်ဘုရားသခင်ကရှောလူကပထမဆုံးဘယင်ဖြစ်လိမ့်မယ်လို့ရှာမွေလာကိုပြောပါတယ်ဒါနဲ့ရှာမွေလာစီရှောလူရောက်လာတဲ့အခါသူ့ရဲ့ခေါင်းပေါ်ကိုစီလောင်းပြီးဘယင်အဖြစ်ဗိတ်သိမ့်ပေးလိုက်ပါတယ်အဲ့ဒီနောက်မှာရှာမွေလာကဘယင်ကိုပြဖို့ဣသရေလတွေကိုစူဝေးလိုက်တဲ့အခါရှောလူကိုမတွေ့ကြတော့ပါဘူးဘာဖြစ်လို့လဲဆိုရင်ရှောလူကအထုပ်ပိုးတွေလဲတွေကြားထဲမှာရှောင်ပုံးတွေလိုပဲဖြစ်ပါတယ် သူ့ကိုရှာတွေ့ပြီးလူကြားထဲကိုခေါ်ထုတ်လာတဲ့အခါသူကအားလုံးထက်အရက်ပူမြင့်နေပါတယ်။ရှာမွေလာကဒီမှာကြည့်ကြဘုရားသခင်ရွေးချယ်တာသူပဲလို့ပြောတော့လူတွေကအရှင်မင်းကြီးအသက်တော်မြဲပါစေလို့ကြွေးကြော်ကြပါတယ်။အစမှာတော့ရှောလူကရှာမွေလာပြောတာကိုနားထောင်ပြီးဘုရားသခင်ကိုနာခံခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့တဖြည်းဖြည်းပြောင်းလဲသွားပါတယ်။ဘယင်းဆိုတာပူဇော်တက်ကာတွေကိုမဆက်သရပါဘူး။ တခါကရှောင်မွေလာကသူ့ကိုစောင့်နေဖို့ရှောလူကိုမှားထားပြီးမြဲရှောင်မွေလာရောက်လာဖို့9ရက်ကြာသွားတဲ့အတွက်သူ့ဘာသာသူပူဇော်တက္ကာတွေကိုဆက်တလိုက်ပါတယ်ရှောင်မွေလာကရှောလူကိုမင်းဘုရားသခင်ပေးတဲ့ပြည့်ညက်ကိုမနာခံဘူးလို့ပြောပါတယ်နောက်ပိုင်းမှာအာမလက်လူတွေကိုရှောလူသွားတိုက်တော့ရှောင်မွေလာကသူတို့မှရှိသမျှအကုန်ဖျက်ဆီးပစ်ပါလို့မှားလိုက်ပါတယ်ဒါပေမဲ့ရှောလူကဘယင်အာကက်ကိုမတက်ပဲနဲ့အရှင်ဖမ်းခဲ့ပါတယ် ဒါနဲ့ရှာမွေလာကိုဖျားသခင်ကရှောလူကို ရှင်ဘရင်ခန့်အပ်မိတာကိုနောင်တရကြောင်းပညာတွေကိုမကျင့်ကြောင်းနဲ့လမ်းလွဲသွားပြီလို့ပြောပါတယ်ရှာမွေလာလည်းဝမ်းလဲသွားခဲ့ပါတယ်ဒါနဲ့ရှောလူကိုရှာမွေလာကမင်းဖျားသခင်စကားနောက်ထောင်တဲ့အတွက်နောက်ထပ်ဘရင်တစ်ပါးကိုထပ်ရွေးရနိုင်မယ်လို့ပြောပြီးလက်ထပ်သွားတဲ့အခါရှောလူလမ်းဆွဲလိုက်တော့ရှာမွေလာရဲ့ဝတ်ယုံဆုပ်ပြဲသွားပါတယ်အဲဒီအခါရှာမွေလာကဖျားသခင်ကဘရင်အာနာကိုမင်းစီကနဲ့ရုတ်သိမ်းမယ်ဆိုပြီးပြောလိုက်ပါတယ်ဖျားသခင်ကိုချစ်ပြီး နာခံမဲ့သူကိုပဲနိုင်ငံကိုပေးတော့မှာဖြစ်ပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ